ရာဇကြီးဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ဥပုတ်တဲတို့ဤဇကမိုင်းဤတရားတော်ကိုကောက်ထုတ်ပူဇော်ဖွင့်ပြုပါရဲ့ဆရာကြီးအာယုသည်လေးမြတ်စွာလျှောက်ထားအပ်ပါသည်ဗျာဥပုတ်တဲဆိုတာကပါဠိစကားလုံးဥပောတတိကကလာတာဖြစ်တယ်ဥပောတတိကဥပုတ်ဆောင်ထင်းသူဥပုတ်တဲလို့ခေါ်တယ်ပေါ့နော်ဥပောတထ ဥပုပ်ဆိုတာကအကောင့်မြတ်တဲ့အကျင့်နဲ့အကျင့်သုံးမိနေထိုင်တာကောင်းမြတ်တဲ့အကျင့်ကိုကျင့်သုံးနေထိုင်ခြင်းဒီလိုထိပ်ပဲရတယ်။အဲ့တော့ရှိသူတော်ကောင်းတွေရဲ့အစဉ်လာရလာစဉ်ရှိရဲ့လာဆုံးရှိရဲ့လာပြီလာခွဲဆိုပြီးတစ်လမှာ၄တည်းဥပုပ်ဒီလာကိုစောင့်ထိန်ကြတယ်တစ်လမှာဒီလိုပုံမှန်ရက်များအပြင်ဝါရင်းကာလမှာဆိုရင်လဲဝါရင်း၃လလုံးပေါ့နော်ဥပုပ်စောင့်ကြတာနေရှိတယ်။အကျိုးကိုစောင့်တဲ့ဥပုပ်မျိုးကိုတော့ပါရီ ဟာရိကပက္ခဆိုတဲ့အတုံလုံးမျိုးတုံးပြီးပြောတယ်ပေါ့နော်အကျိုးဆိုတာကအကျိုးဆောင်တာအဖိတ်တိကစပြီးတော့ဥပုံဆောင်တယ်အပူဆိုတာကဥပုံထွက်ပြီးနောက်တရက်ကိုအပူဆောင်တယ်ဥပုံနဲ့ရင်ဖောက်ဘူးပေါ့နော်ဥပုံနေ့အကျိုးတရက်ရင်ဆောင်ပြီးတော့ဥပုံပြီးတဲ့နောက်တရက်ကျလည်းအပူဆောင်သေးတယ်ပေါ့ဆိုတော့မြန်မာနိုင်ငံမှာဆိုအခုဆိုရင်အခါကြီးရကြီးတွေဖြစ်တဲ့နေဟောင်းကနေနှစ်သိန်းကိုကူပြောင်းတဲ့အတင်းကြံချင်းဆိုဥပုံဆောင်တယ် အဲ့လိုကူပြောင်းခြင်းလို့အဓိပ္ပာယ်ရတဲ့တင်းကြံဆိုတာကသင်္ကရန္တဆိုတဲ့ပါဠိစကားကနေလာတယ်ပေါ့နိဟောင်းကုံစုံလို့နှစ်တစ်ကိုကူပြောင်းတော့မယ့်အချိန်ပိုင်းကလေးကိုမြန်မာတွေကတင်းကြံလို့ခေါ်တော့လည်းပဲအင်းကြီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံမှာတော့ဆံကရန်လို့ခေါ်တဲ့အဓိပ္ပာယ်ကအတူတူပဲသင်္ကရန္တဆိုတဲ့ပါဠိစကားလုံးကိုထိုင်းတဲ့အတွက်ဆံကရန္တကနေဆံကရန်လို့ဒီလိုဖြစ်သွားတယ်အဲ့ဒီတော့ပါဠိပြန်စကားလုံးလို့ခေါ်ဟိန္ဒူ အဲအိန္ဒိယဟိန္ဒူဇာကလုံးဖြစ်တယ်ပေါ့နော်။အဲတော့ကုပြောင်းနယ်ဆိုတာကတနစ်တာကာလကုံဆုံးလို့နောက်တနစ်တာကာလကုပြောင်းနယ်အနေထားတစ်ခုလို့ဗေဒင်နခတ်ကိငဲ့နေရအဲကောင်းငင်မလက်ပတ်ဖြစ်ပေါ်နေတဲ့နေရီလာတွေဂျူနခတ်တွေအနေထားကြည့်ပြီးတော့မှတတ်မှတ်ကြတယ်ပေါ့ဒီလိုတင်းညံကာလအနှစ်သိက္ခူအချိန်ကာလမှာနေဒူးရမြတ်ဖြစ်နေဥပုံဆောင်ကြတယ်။အဲဥပုံဆောင်တဲ့အစဉ်လာကဗုဒ္ဓဘာသာနိုင်ငံတွေမှာအဲစာပေကျမ်းရမှာလာတဲ့အတိုင်းပေါ့နော်ရှစ်ပါးသီလကိုခံယူပြီး ဆောင်နေရှိတယ်။အဲတော့တခြားဘာသာတွေမှာလည်းဥပုံဆိုတာရှိတယ်သို့တော့ဗုဒ္ဓဘာသာဝင်တွေဆောင်တဲ့ဥပုံမျိုးနဲ့တော့မတူဘူးသူတို့လည်းသူတို့အခွန်နဲ့ဥပုံဆောင်တယ်လို့သုံးတာပါပဲ။အဲတော့ဗုဒ္ဓဘာသာဝင်တွေရဲ့ဥပုံဆိုတာကကြတော့ဥဘောတထဆိုတဲ့စကားလုံးကလာတာ။ဥဘောတထဆိုတာကဥပနဲ့ဝတ္ထဥပဆိုတာကအကောင်းမြတ်တဲ့အီသွေကောင်းမြတ်တဲ့အချင်းတရားနဲ့ပြည့်ပြည့်စုံစုံပေါ့ဝိသထဆိုတာကအချင်းသုံးနေထိုင်ခြင်းဒီလိုအဓိပ္ပာယ်ရတယ် အဲ့ဒီလိုကိုချင်းတရားကိုထုတယ်လဲစောက်တည်ပြီးအကျင့်သုံးနေပေါ့နော်ငါးပါးသီလမှာပါတဲ့ကာမေတုပိစာစာဆိုတာထက်ကိုအစစ်မြန်လာပြီးတော့အပြင်းမစရိယာဆိုတာကိုစောက်တည်တယ်ဒါငါးပါးသီလထဲထူးတာတစ်ခုပေါ့နော်နောက်တစ်ခုကဝိကာလဘောဇနာဆိုပြီးစားတဲ့အချိန်တစ်ချိန်ကိုလက်လျှော့လိုက်တယ်ဝိကာလဖြစ်တဲ့အတွက်ကြောင့်ညနေပိုင်းစားတာမျိုးမရှိဘူးညပိုင်းစားတာမျိုးမရှိဘူးဓမိတနဲ့လျှော့လိုက်ပြီးတော့ကိုကျင်တရားတွေဘက်ကို LB ဆောင်ရွက်တယ်ပေါ့နောက် နာသိခါဘုဒ္ဓကနိစ္စကိတာဝါရီတာဝိတုကဒသနာအပြောပေါင်းမှုတွေကိုဖြစ်ပေါ်စေတတ်တဲ့အတူတဘာကတီဆိုတာတီးမှုတ်တာတွေကြည်ရှုခြင်းနားထောင်ခြင်းမိမိကိုယ်တိုင်ပါဝင်ကပြတီဆိုတီးမှုတ်ခြင်းဆိုတာတွေကိုရှောင်ခြင်းနဲ့အပြောပါးတွေကိုရှောင်လိုက်တဲ့ဘုခြင်းတရားပေါ့နောက်မာလာကန္နာဝိလိပန္နာဒါရဏမန္တတဝိဘူဒနာဌာနမိမိတို့ခန္ဓာကိုယ်ကိုအလှဆင်တာပန်းပန်းနာနန္ဒလိန်နာတွေအဲကိုကိုကိုတက်မြအောင်လုပ်တာကိုကိုသူတစ်ပါးကတက်မြအောင်လုပ်တာဆိုတဲ့ ခန္ဓာကိုယ်ကိုအလှဆင်ပြီးတော့ဗတ်တက်မဲ့အောင်လုပ်ခြင်းကနေရှောင်ရလိုက်တယ်အဲ့တော့မိမိခန္ဓာကိုယ်ရဲ့မတည်တဲမှုသဘာဝတရားကိုရှုမြင်သုံးသပ်တဲ့ဝိပဿနာတရားကိုစူးစမ်းအထောက်ကြတယ်ပေါ့နောက်တစ်ခုကတော့ဥစ္စာတည်နာမဟာတည်နာဆိုတာကကိန်းခန်ကြီးမှာပတ်စံချမ်းသာတဲ့ပုံပုံတွေနေထိုင်ကြတဲ့သင်္ခန်းအိပ်ယာတွေထိုင်ကုန်တွေကိုအသုံးမပြုဘဲနဲ့ရိုးရိုးရှင်းရှင်းလေးချိုးချံချွေထားပြီးအဲကိုကျင်တရားကိုကျင့်သုံးနေပေါ့နော်ဘုရားမှာသင်္ခန်းနဲ့အလုပ်တွေမလုပ်ဘူးတရားဓမ္မ ကျင့်ကြံကြိုးကိုအထုတ်ပြီးနေထိုင်နေပေါ့နော်အဲ့တော့အလုံးပေါင်းတော့ရှင်းပါသည်လားလို့ဒီလိုခေါ်တယ်ပေါ့အဲ့ဒီကိုကျင့်တရားတွေကို ထိမ့်သိမ်းဆောက်ရှောက်ခြင်းရည်ရွယ်ချက်ကအမျိုးမျိုးရှိကောင်းရှိနိုင်တော်လည်းပဲဗုဒ္ဓမြတ်စွာရဲ့ဤရွယ်ချက်ကရှင်းတယ်အဲ့ကိုကျင့်တရားထိမ့်သိမ်းဆောက်ရှောက်ခြင်းအပြင်မကောင်းမှုကနေရှောင်ခြင်းနဲ့ကိုကျင့်သီလသည်စိတ်နှလုံးအေးချမ်းခြင်းကိုဖြစ်ပေါ်စေတဲ့အနဝိဇ္ဇာဒုက္ခလို့ခေါ်တဲ့အပြစ်ကိနေချမ်းသာခြင်းကို ရရှိခံစားနိုင်တယ်။မကောင်းတဲ့လုပ်တွေမလုပ်ဖြစ်ဘူး။ ဲကိုချင်းဒီလာနဲ့ပြည်ပြည်ဝဝနေထိုင်ချင်းသုံးလိုက်တယ်ပေါ့အဲ့တော့ဒီလိုနေထိုင်ချင်းသုံးချင်းကလည်းတမန်ပုံကိုရနေပြီးမဟုတ်ဘူးရဲနာဖြစ်တဲ့သူရစီနေလိုက်နာချင်းသုံးနဲ့အနေထိုင်ဖြစ်တယ်ဒါကြောင့်ဒီဥပုပ်ဒီလာကိုထိမ့်သိမ်းဆောက်ရှောက်တယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကဟောတယ်ဥပုပ်ဒီလာခံယူဆောက်တည်ပြီးတော့ပုံကိုကိုဆင်ခြင်သုံးသက်ကြည့်ရဲ့ဝိတာကုပောဒထာတံဟောခဲ့တာငါကဒီကနေ့ရဲနာ ပုံကူကြီးချင်းတဲ့အချိန်ကိုကြင်ရပေးပြီးတော့စိတ်ထဲမှာဝမ်းမြောက်ကြီးနူအောင်နှလုံးသွင်းမှာတဲ့ရဲနာကြီးချင်းတဲ့အချိန်ကိုတို့ကြင်ရတယ်ဒါကြောင့်တို့ရဲ့ကျင့်စဉ်ကတိရနေထားအဖြစ်ရဲတာတွေနဲ့တန်းတူဆင်ရောက်သွားတဲ့အနေအထားမျိုးဆိုတော့အနွားရချင်းနဲ့ဆရာဖြစ်တဲ့ပီတိသောမနတာတွေဖြစ်လာနိုင်တယ်အဲ့ဒီလိုပီတိသောမနတာတွေဖြစ်လာခြင်းကကိုယ့်ရဲ့ချမ်းသာခြင်းစိတ်ရဲ့ချမ်းသာခြင်းကိုဖြစ်ပေါ်စေပြီးနောက်ဆုံးမှာ စိတ်တည်ငြိမ်မှုကိုဖြစ်ပေါ်စေတယ်စိတ်တည်ငြိမ်မှုရပြီဆိုတော့မှရတာဘူရာညာတာတသနာအမှန်အကန်တွေကိုသိမယ်ပေါ့ဒီလိုကြိုးကျေးဇူးရဖြစ်တယ်ပေါ့ဒါကြောင့်ဥပုပ်သီလဟာအလုံးအင်တန်အဖို့တန်နေအဲ့တော့မြတ်စွာဘုရားမိန့်ကြားတဲ့ဇာတ်လမ်းပြောရမယ်ဆိုရင်ဥပုပ်သီလဖြစ်တဲ့ရှင်းပါသီလရဲ့တန်ဖိုးကအင်တန်မှကြီးမားတယ်အဲ့တော့ဘာကြောင့်ဒီလောက်တန်တယ်လဲဆိုလို့ရှိရင်စိတ်ရွှေရတနာတွေ့ ်ကိုတော့ပြီးတော့နှက်ပြီဆိုတာကိုမရောက်နိုင်ဘူးနိဗ္ဗာန်ဆိုတာမရောက်နိုင်ဘူးဥပုပ်တီလာစောက်တုံးချင်းဖြင့်ဒါလေနိဗ္ဗာန်ကိုရောက်နိုင်တယ်ဒါကြောင့်တန်ဖိုးခြင်းပါတယ်ပေါ့အဲ့တော့ငွေကြေးဒနာတန်ဖိုးဆိုတာကကိုပေးလိုက်တဲ့ငွေကြေးကြောင့်ရလာတဲ့ပစ္စည်းဥစ္စာရဲ့တန်ကြီးလို့ဒီလိုဆောင်ဖြတ်တာဟုတ်ဥပုသီလာကိုကြတော့ငွေကြေးဒနာလို့သဘောထားအသုံးချပြီးတော့မှအဲနှက်ချမ်းသာရနိုင်တယ်အဲ့ဒီတဲ့အစီအမြင်နဲ့နိုင်ပဲချမ်းသာလည်းရနိုင်တယ်ဒါကြောင့် ဥပုပ်တိလာရဲ့တန်ကြီးကအလွန်ကြီးတယ်ဒီလိုပြောတာပေါ့နော်ဘာစင်ရွှေရနာရင်နဲ့နိဗ္ဗာန်ချမ်းသာဝဲလို့မရဘူးနဲ့ချမ်းသာဝဲလို့မရဘူးဒီလိုဆိုလိုတယ်ပေါ့အဲ့တော့တာဝရိန္ဒာနဲ့ပြည်ပါတဲ့ဈာမင်းကြီးကဥပုပ်တိလာနဲ့ပတ်သက်ပြီးတော့နတ်သမီးစည်းဝေးမှာမိကုံးပြောတယ်ငါလိုတရားမင်းဖြစ်ခြင်းရင်ဥပုပ်တိလာဆောင်သုံးကြားတဲ့အဲ့တော့မြတ်စွာဘုရားကမိနဲ့တရားမင်းကြီးပြောတဲ့စကားကလုံးဝမှန်ကန်တဲ့စကားမျိုး အထီမရောက်ဘူးတဲ့။ဘာကြောင့်လဲဆိုတော့ဥပုပ်တိလဖြင့်တခြားတဲ့အစဉ်မြင်တဲ့ယာမသူတိတာနေမနရတိပြဏိမိတ်တဝိဒဝတိလို့ဆိုတဲ့နတ်ပြည်ကြီးပါရောက်နိုင်လို့ဖြစ်တယ်တဲ့။တခြားမင်းစည်းစိမ်ဆိုတာကလည်းအဲ့ဒီအထက်နတ်တွေနဲ့ရှင်းလိုက်မပြောပါလောက်ဘူးလေ။နောက်ဆုံးနိဗ္ဗာန်ချမ်းသာနဲ့ရှင်းလိုက်မယ်ဆိုရင်လည်းမပြောပါလောက်တဲ့အရာဖြစ်သွားတိုင်းနဲ့ပေါ့နော်ဒါကြောင့်မလို့တခြားမင်းပြောတဲ့စကားကမပြည့်စုံဘူးဒီလိုပြောတာအဲ့တော့ တကယ်ပြောတဲ့နာကတဲ့ရဲနာပုံကပြောရမှာငါငါလိုရဲနာဖြစ်ချင်းရင်ရာတွေကုန်းစည်းချင်းရင်ဒေါသတွေကုန်းစည်းချင်းရင်မောဟတွေကုန်းစည်းချင်းရင်တန်တရာဝိစင်းရဲကလွတ်ကင်းချင်းရင်ဥပုပ်တရင်ဒီလားဆောက်ကုန်းကြဒီလိုပြောမှပြည့်စုံတယ်တဲ့ဒီနေ့ခေတ်မှာဥပုပ်ဒီလားကိုပြည့်ပြည့်ဝဝဆောက်တဲ့ပုံစံတွေရှိတယ်လို့ရှော့စည်းနဲ့ဆောက်တာတွေလည်းရှိလာတယ်အစည်းလျှော့တာကတော့အချင်းပါသွားလို့နဲ့တူတယ်ပေါ့နော် ဲ့တော့ကကြတော့အာဘိနေကြရင်တိရိလင်္ကာမှာဆိုရင်ဗုဒ္ဓဘာသာဝင်တွေကဘုံကြီးကြောင့်သွားပြီးဥပုသ်ဆောင်နေ။အဲသူတို့လောက်ထုံးလုံးကြီးလေးကဘုံကြီးကြောင့်သွားတော့မယ်ဆိုမျိုးသားရောမျိုးသမီးရောပိတ်ဖြူဝစ်တယ်။အဲနောက်ပိတ်ဖြူဝစ်ပြီးတော့မနဲ့စောစောဘုံကြီးကြောင့်သွားအဲ့မှာတဏီကုန်နေညနေကျတော့ဥပုသ်ကလေးချအိမ်ပြန်နေပေါ့။ဒီတော့တဏီမကုန်တဲ့ဥပုသ်ပေါ့နော်။ဟိုဘက်နေမကူဘူး။အိမ်ပြန်တဲ့အခါကျကျောင်းကနေမဲ့ဥပုသ်ချ ငါးပါးသီလစောက်ပြီးပြန်သွားကြတော့အိမ်ရောက်တော့ညသာစားလို့ရတယ်ပေါ့နော်အဲ့တော့အဲတိတိလင်္ကာနိုင်ငံမှာဆိုလာပြီးနေပဲစောင့်နေတို့တော့ညကြတော့အိမ်ပြန်အိတ်တယ်ပေါ့အိမ်မြန်ကန်ဒီမှာရှစ်ပါးသီလကိုချပြီးတော့ငါးပါးသီလနဲ့ပြန်တယ်ဒါကလျှော့စင်းတဲ့စောင့်နေဥပုပ်ဥပုပ်သီလကိုခုခေတ်မှာစောင့်တာမဟုတ်ဘူးရှေ့တဲ့ကသူတော်ရှင်တွေသူတော်ကောင်းတွေစောင့်နေရှိတယ်ပေါ့ဒီရွယ်ချက်မျိုးမျိုးနဲ့ဥပုပ်စောင့်နေဘုရားအလောင်းတော်တွေပါရမီဖြည့်စင်ကံမှာလည်းဥပုပ်သီလကိုစောင့်ကြတယ် ဥပုပ်သီလာစောင့်သုံးကြဖို့ ਨੇ ပတ်သက်ပြီးက90ဆက်မှာမှတ်တမ်းနေထားတဲ့ဇာလန်တစ်ပုဒ်ရှိတယ်။ဥပုပ်တဲ့9ဦးကြောင့်ဖော်ပြထားတယ်ပေါ့။ဒီဥပုပ်တဲ့9ဦးကိုစောင့်နေရည်ရွယ်ချက်ကလည်းအင်တန်မှမှတ်သားစရာကောင်းတယ်။ဥပုပ်စောင့်တာကဥပုပ်နေဖြစ်လို့စောင့်တာလား၊နတ်ပြည်လိုချင်လို့စောင့်တာလား၊နိုင်ငံလိုချင်လို့စောင့်တာလား။ဒါရည်ရွယ်ချက်ရှိသေးတယ်လေပေါ့။ဆိုတော့ဥပုပ်တဲ့ရည်ထဲမှာတဲ့လူသားများနေမဟုတ်ဘဲနဲ့ ဒီဒိဋ္ဌိဆန်ဒီပါပါတယ်ဒီဒိဋ္ဌိဆန်ဥပုသ်တွေကိုတချို့လူတွေကပုံမြင်လို့ပတ်ယူကြတယ်သို့တော့အတိတ်ဘဝကနေကြည့်ရပြီးစိတ်ကောင်းနှလုံးကောင်းရှိတဲ့အဲဒီလိုစဉ်နေကျင့်သုံးလိုက်တာပုံမူမြတ်စွာဘုရားကဟောပြတာတာဖြစ်တယ်ဒိဋ္ဌိဆန်ကဒီလိုအသိရှိပါမလားလို့တချို့ကလည်းယုံကြည်မှယုံမယ်ပေါ့သို့တော့ဒိဋ္ဌိဆန်ဒီမှာအသိရှိတယ်ဆိုတာအင်တန်ထင်ရှားတဲ့ဥပမာရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့တို့ရဲ့စိတ်နေစိတ်ဓာတ်သဘာဝအလေအထာရ အရာမျိုးတွေဖြစ်နိုင်တယ်ပေါ့အဲ့တော့သူတို့ဥပုသ်ဆောင်နေဆိုတာကတော့ဗုဒ္ဓံတရဏံကိစ္စာမိလို့ဆိုပြီးဆောင်နေဥပုမျိုးတော့ဖောက်ဘူးပေါ့နော်အဲရှင်းပါးသီလကိုပါဏာတိပါရဝေဒောင်းနေတိတ်္ခာရံသမားရိယာမိဒီလိုမျိုးပြည့်ပြည့်စုံစုံဆောင်တဲ့ဥပုမျိုးလည်းမဟုတ်ပေဘူးပေါ့အဲ့တော့ဒီကနေ့ခေဗုဒ္ဓဘာသာဝင်ကြီးဆောင်တဲ့ဥပုကမြတ်စွာဘုရားဟောပြတဲ့အတွက်အလွန်ပြည့်စုံတဲ့ဥပုတကယ်ကိုအစစ်မြင့်တဲ့ဥပုလို့ပြောရမယ်သို့တော့အစစ်မမြင့်တဲ့ဥပုမျိုးတွေလည်းရှိတယ် ိုခြင်းတရားကိုစောက်တည်ပြီးနေထိုင်လဲဥပုပ်လို့ခေါ်နိုင်တယ်။အဲ့တော့ဥပုပ်ဆိုတာကကောင်းမြတ်တဲ့အခြင်းနဲ့နေထိုင်ခြင်းဖြစ်တယ်။မြတ်စွာဘုရားပွင့်လာလို့ရှင်ပါသီလနဲ့ပြည့်ပြည့်စုံစုံနေထိုင်တဲ့ဥပုပ်ကြတော့အစင်မြင့်သီလဥပုပ်လို့ပြောရမယ်။ဆိုတဲ့အခါကျတော့ဥပုပ်တဲ့ဟာဘာကြောင့်ဥပုပ်ဆောင်ရလဲဆိုတဲ့ဟာကိုတဲ့နော်။ဥပုပ်တဲ့၅ဥရဲ့အကြောင်းဇလန်းမှာထင်ရှားပေါ်လွင်အောင်ပြထားတာရှိတယ်။ အခုဒီဗရကဘာမှာပဲဂေါရမဗုဒ္ဓအလောင်းလျာကလူဘွားရောက်တယ်နောက်ပိုင်းမှာလူလောကကိုရှောင်ရှားလို့ယတိသူတော်စင် ဖြစ်နေဟိမဝန္တာတောင်ကြီးမှာတရားတော်မှာကြည်ညာကြိုးကိုအားထုတ်ပြီးဇန်ဘိညင်တွေရလို့တောရကြောင်သူမှနေတယ်ပေါ့သို့သောသူကအလွန်အဆင့်မြင့်တဲ့မျိုးဆက်ကမွေးဖွားလာတာဖြစ်တဲ့အတွက်ကြောင့်ဇာတိမှအလွန်ကြီးတယ်လူလူကြီးတို့တောင်မှဧသူကမှလူမထင်ဘူးပေါ့လေနော်အဲတော့ယတိဘွားရောက်တော့လည်းမမှန်တော့မချဘူးတဲ့ တရားဓမ္မတွေခြင်းဉျဉ်ကျိုးကိုအားထုတ်နေတော့လည်းပဲသူ့ရဲ့မျိုးရိုးဇာတိနဲ့ပတ်သက်လာရင်အထီးမခံမှုတဲ့ဒါမဲ့လဲသူ့ရဲ့မေတ္တာဆွမ်းအားကြောင့်တော့သူနေတဲ့အနီးနားမှာနေတဲ့တတ္တဝါတွေကဤချင်းကြတယ်သူ့ရဲ့အကြောင်းဒေငန်းအနီးဝယုံဝမှာလဲခိုးစနီးမှာနေထိုင်တယ်အဲ့ဒီဇနီးမောင်နှံကဝါဝေယုံကြီးပေါ်မှာနေတယ်ပေါ့နော် အနီးနားတောင်ပေါ်ထဲမှာကြတော့မွေဟောက်ကြီးတစ်ကောင်နေတယ်ပေါ့နော်တကာချုံတစ်ချုံအောက်မှာကြဝက်ဝင်တစ်ကောင်နေတယ်ပေါ့အနောက်နောက်ချုံတစ်ချုံအောက်မှာကြမြေခွေးတစ်ကောင်နေတယ်ပေါ့နော်အဲ့တော့တရိတ်ဆန်လေးမျိုးနေတယ်ပေါ့နော်တနေ့ကျတော့အစာရှာမထဘဲနဲ့ကိုကလည်းပြားလောင်းရဲ့တည့်ရဲ့ចောင်းသင်ငန်းအနီးနားမှာပဲပြန်ဝဲနေမွေကြီးကလည်းအစာရှာမထဘူးပြားလောင်းရဲ့တည်နာလာခွေးတယ်မြေခွေးကလည်းခါတိုင်းလိုရောက်ရက်ခက်မနေဘဲနဲ့အစာမရှာဘဲနဲ့ညင်ညင်လေးခွေး ဝဝင်ကလည်းဘသူ့ကိုမှအန္တရာယ်မပြုဘဲနဲ့ကျောင်းသင်ကန်ဒီဝစ်နေတယ်ပေါ့နော်ကခါတိုင်းအစားရှာသွားကြပါရဲ့နဲ့ဒီနေ့ဘာလို့မသွားကြတာလဲဆိုတဲ့အတွေ့အကြံပြန်လာတာကိုလေးမေ့ကြည့်တာပေါ့ဘာလို့တော့ဆိုတော့အဲ့တော့ကိုလေးကကြည်ခွဲခွဲနဲ့ဝေယားချောင်းပြောပြရတယ်သူကနည်းနည်းမိုးတောက်လင်းရောက်တဲ့ခါကျတော့သူဇနီးခုံမလေးနဲ့အစားရှာထွက်တယ်အဲ့ဒီချိန်မှာကောင်းငင်မှာဝဲနေတဲ့တိမ်ကကြီးက ခူမာလေးကိုဖမ်းယူပြီးတက်စားလိုက်တယ်။သူလည်းတိတ်တိတ်ပြရာဖြစ်ပြီးစိတ်တော့ကရောက်လို့ယူကြုံးမရဖြစ်လာတယ်ပေါ့နော်။အဲ့တော့ကြွေးကွင်းရတဲ့တော့ကကိုမထိနိုင်လို့အလုံးခံစားရတယ်။တွေ့တာမှုကြောင့်ကအခုလိုစိတ်ဆင်းရဲရတာ။ဒါကြောင့်ဒီတွေ့တာတဲ့စိတ်တွေထပ်ပြီးမဖြစ်အောင်လို့တွေ့တာတဲ့စိတ်တွေကိုထိန်းဖို့ဥပုံသာဆောင်မှာဒီလိုပြောတယ်တဲ့။အဲ့တော့သူရွေးချက်ကလည်းအင်တန်မှကောင်းနေပေါ့နော်။အဲ့တော့ ရှားကဆိုတဲ့တက်မှန်မှုမျိုးတွေ့တာမှုမျိုးတွေမဖြစ်အောင်နောက်ထပ်မရောက်လာအောင်ဆိုပြီးဒီကနေ့အစာမစားတော့ဘဲနဲ့ဥပုသ်ဆောင်ပါတယ်ဒီလိုပြောတာအဲ့တော့ဒီချက်ကိုကြည့်လိုက်မယ်ဆိုရင်သူတော်စင်သူတော်မြတ်တွေဥပုသ်ဆောင်နေဆိုတာတကုကုကိုနှိတ်ကုတ်ဖို့ကိုယ်ပေါ်မှာဖြစ်ပေါ်နေတဲ့အရာတကုကုကိုနှိတ်ကုတ်ဖို့ကိုယ်ကိုနာဝဖြစ်ရအောင်ဆိုတဲ့နေသားမျိုးနဲ့ထိမ့်သိမ့်ဆောက်ရှောက်ဖို့အတွက်ဥပုသ်ကီလာကိုစောင့်လေ့ရှိတယ်ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ဘုရားလောင်းရဲ့တိက ခိုးလေးမိပြီးတော့တခါမွေးဟောက်လဲကျင်းသာယူရဆိုမိတယ်ပေါ့မိငါဘာလို့တော့ဟိုစာမရှာဘူးလားပေါ့ဆိုတော့အဲသူကလည်းအဖြစ်အပျက်တခုကြောင့်စိတ်မကောင်းဖြစ်နေရတယ်ပေါ့သူနေတဲ့တောင်ဘုတ်ကိုရွာထဲကလူတွေကိုယ်ပဲတဲ့တကောလုံးဆွတ်ဆွတ်ဖြိုးနေတဲ့နွားလာဥဒပါကြီးကဂျိုလာသွေးတယ်ပေါ့အဲတော့ဂျိုလာသွေးတဲ့အခါကျတော့အဲ့လိုဂျိုတောင်ဘုတ်ကိုဂျိုနဲ့ခွေ့ခွေ့နေတဲ့အချိန်မှာမွေဟာကလည်းတောင်ဘုတ်ထဲကဝင်မလို့အလား နွားလာဥဒဘကလည်းခွင့်နေတော့မွေးဟောက်ရဲ့အမီးကိုတက်နင်းမိတယ်ပေါ့အဲတော့အမီးနေမီရောမွေးရလဲနာတော့စိတ်ဆိုးပြီးတောက်လိုက်တယ်ပေါ့အဲနွားကြီးကလည်းတာမုံနားမှာပဲမွေးစိတ်တက်ပြီးတီးရောပေါ့အဲတော့နွားယူတည်သွားတော့လူဒီကလည်းစိတ်မကောင်းဖြစ်ရတယ်ပေါ့လေအဲတော့ကျင်းတူမီမြောက်တယ်ပေါ့သူတို့ကနွားသားမစားဘူးပေါ့အဲတော့ငါစိတ်ဆိုးမှန်ဆိုလုံးတို့နွားကြီးကတည်သွားတယ်ပေါ့နွားကတည်ုံနေမကဘူး တရားလုံးကလည်းယူကျုံမရဖြစ်ကြငိုကြယူကြနေပေါ့နော်အဲ့တော့လူတွေကြည်ပွက်နေရတယ်ဒါကြောင့်ဒေါသထွက်တာမကောင်းဘူးပေါ့နော်နာအောင်ဒေါသမထွက်အောင်နှိပ်ကွတဲ့အနေနဲ့ဆံစားတော့ပဲနဲ့ဥပုသ်ဆောင်နေတယ်လို့ပြောတယ်ပေါ့မွေကြီးကြောင့်ပြီးတော့မြေခွေတဲ့မေးတယ်ပေါ့အဲ့တော့မြေခွေကလည်းသူ့အတွေ့အကြုံလေးပြောတယ်ပေါ့အဲသူက၄50ရက်လောက်ပေါ့နော်ပြောက်ဆုံးသွားတယ်သူပဲပြောက်သွားလဲဆိုတော့ တော်ရဲမှာအစာရှာရင်းနဲ့စင်သေးကြီးတကောင်တွေ့စင်သေးကြီးလက်ပတ်ကပ်ကြည့်တာဘယ်တော့မှကိုက်လို့မရဘူးနောက်ဆုံးဓွားရပေါင်နာကိုက်လိုက်တဲ့အခါအီအီဆဲဆဲဖြစ်ပြီးအဲ့ဒီဓွားရပေါင်နေရာကနေကိုက်စားတယ်ပေါ့ဆိုင်ဆိုင်ခန်းပြတော်တော့သူ့စိတ်ထဲအတော့ကိုဝမ်းသာသွားတယ်ငါတက်သက်စားတာဖူလုံးပြီပေါ့ဒီမှာသွားဆရာမလို့ဘူးရေးစားလဲစင်သွေးတောက်ယုံမဲ့စားစားလဲစင်သားစားယုံမဲ့ဆိုအာစင်ရဲ့မစင်စွန်းတဲ့အပေါက်ကနေကိုက်စားသွားလိုက်တာနောက်ဆုံးဝင်းနဲ့ဒီအောင်ရောက်သွားတယ်နောက်ရောက်သွားတော့သူကဟာဟန်ကြတယ်ဟိ လုံးလုံးချုံချုံနဲ့စိတ်ဝင်ကောင်းနဲ့နေမယ်။အိုက်စားရင်စင့်ဦးတို့အဲ့တို့ကလီစားတို့စားမယ်ပေါ့။အဲ့လိုနေနေနေဘူးတဲ့ကတပြည့်တပြည့်နဲ့သူဝင်ဟားတဲ့ပေါက်ကရှုပ်ပြီးပိတ်သွားရော။စင်တေကလည်းအလုံးကိုထူတယ်။သူပိတ်သွားတော့မှောင်တော့ကြောက်တာပေါ့နော်။ထွက်ပေါက်ကြတာမရဘူးတဲ့။ညောင်ရခန့်နေတယ်။ဒီနေ့ကြတော့မှမိုးကြီးရွာချလိုက်တော့နေဘူးလို့ရှုပ်ပြီးပိတ်သွားတဲ့ပေါက်ကမိုးစုံလို့ပြန်ပွင့်လာတော့မှဟာ အလင်းရမြင်ရပြီထွက်ပါပဲဆိုဒီမစင်စွန့်နဲ့ပေါက်ကနေနောက်ဆုံးနောက်ဆုံးနဲ့အာကုန်တို့ထွက်လိုက်တော့မှသူ့ရှိတဲ့အမွေတွေအကုန်ပြုတ်ထွက်ကုန်နေပေါ့မြေခွေးကလည်းရုပ်ပြစင်ပြဖြစ်ပြီးနောက်လက်ကိုမကြည့်တော့ဘဲနဲ့ထွက်ပြေးလာခဲ့တယ်ပေါ့ငါလောဘကြီးလို့ဖြစ်တာအဲ့တော့လောဘကိုကြောင်းပြုတ်ပြီးတော့မှဒီလိုမျိုးတွေဖြစ်ရတာဆိုတော့ဒီလောဘကိုနှိပ်ကုန်မှဖြစ်မယ်ဆိုပြီးတော့အဲဒီကလေးအစမစားပဲဥပုသ္စနာပေါ့ဒီလိုဖြစ်တယ် အဲဝဲဝင်ုံမီးပြန်ရုပ်ပေါ့ဝဲဝင်ုံမီးတော့ခါတိုင်းဆိုရင်တော့တောင်ပေါ်ဒီမှာချတော့ပဲဆိုင်တွေသွားစားတယ်ပေါ့ဒီနေ့ဘာလို့မစားတာတော့ဆိုတော့အဲသူလည်းပဲပေါ့နော်ခါတိုင်းတော့ရဲမှာပဲစားရှာတာပါပေါ့တည့်ရကြတော့လောဘကြီးပြီးတော့လူတွေနေတဲ့ရွာပဲရောက်သွားတယ်ပေါ့ရောက်သွားတော့လူတွေဝိုင်းလိုက်တာခံရတယ်ပေါ့လူတွေကဒီညတွေတုတ်ဒီလန်နေနဲ့ပြစ်လို့အသက်လူကြီးထွက်ပြေးလာရတယ်ပေါ့ဟိုစားနေကြနေရမှာစားစရာရှိပါရဲ့နဲ့ လော်လီပြီးတော့မာတိတဲ့ကောင်းတဲ့အစားတွင်းတို့တွင်းတို့နဲ့အဲချိငံမိတာအလုံးလောပါကြီးတာပဲဒီလောပါကြီးတာမကောင်းဘူးဆိုရဒီလောပါကိုချိုးနေတဲ့နေငါဥပုသောင်းတာပါပေါ့ဒီလိုပြောရပေါ့နော်အဲဒီကကြာဖျားလောက်ရဲ့တရားလဲတိရစ္ဆာန်လေးကောင်တို့ရဲ့အကြောင်းကြားပြပြီပေါ့ဒါကသူကလည်းတတိရှာမသွားပဲနဲ့သူကလည်းငြိမ်မိထိုင်နေတာဆိုတော့ရှင်ရဲ့တရားကိုဘာလို့ငြိမ်နေတာတော့ပေါ့တိရစ္ဆာန်လေးကပြန်ပြီးရတော့ဖျားလောက်ရဲ့တရား မမနာကြီးတာ သူကအဲ့အရင်မမနာကြီးတာဘသူကတိလဲဆိုတော့ပြစေရဗုဒ္ဓသူကတိတယ်ပေါ့သူကြောင့်ကိုတိတော့ငါတတိပိအောင်မှာပဲဆိုပြီးသူထိုင်နေတဲ့ပင်အားကကြောက်ဖြာပေါ်ကိုပြစေကဗုဒ္ဓကရုတ်တရက်ကြွလာပြီးထိုင်တာဖျက်လောက်ကပြန်လာတော့သူ့နေရာလာထိုင်ရမလားဆိုနှင်တာပေါ့သူလိုဇမ်းမြေပုံကုန်ကိုဖဲနဲ့လာထိုင်တော့ငါဒီလိုအောက်တန်းကြတဲ့ပုံပုံတယောက်ကနေရာမှာစောစောကားကလာရမလားဆိုမမှန်တာဖြစ်တာပေါ့ ဲ့တော့ပြည့်စင်ရဗုဒ္ဓအဲ့ကြအေးအေးဆေးဆေးမိတ်နေတယ်။ဟာဒီလောက်လဲမာနတွေကြီးနေနဲ့ရှင်ရသေးကတန်ပန်ပုတ်လို့မဟုတ်ဘူး။ဒီဘက်တာကလာမှာပဲဖះဖြစ်ရောက်မယ်ဖះလုံးဖြစ်တယ်။ခုခုကိုတတိယဖះလုံးဖြစ်ပါရဲ့နဲ့မာနတွေကြီးတာမကောင်းဘူး။ဆိုပြီးတော့မှဇန်သမန်ဘက်ဝင်စားပြီးတော့မှကောင်းကင်ကိုပြန်တက်ပြီးအတူကောင်းပေါ်မှာချိန်မုတ်ခါချသွားတယ်တဲ့။အဲ့တော့သူကဟာ ခေါင်းငီကိုဒီခန္ဓာကိုယ်နဲ့ပြန်သွားတယ်ဆိုတော့သူအန်အောထိတ်လန့်တာပေါ့နော်ဘုရားစီကပုဒ်တော်ကိုတွေ့ပါရတဲ့နဲ့သူတို့ဘုရားပြင်မလဲလို့မေးလိုက်ရဘူးသူ့နေရာကိုထိုင်ရမလားဆိုပြီးတော့ဒါမာနတွေကြီးပြီးရန်နေတွေ့လွတ်လပ်မိတယ်ဗောဒီမာနတရားတိတ်ဆိုးတယ်ဒါကြောင့်မလို့နောက်ဘယ်တော့မှမာနတရားတွေမဖြစ်ပါစေနဲ့ဆိုရင်ရွေးချင်တယ်ငါလည်းဒီနေ့ဥပုသ်ဆောင်နေဗောဆိုတော့အဲ့ဒီပုံပုံကြီးအကောင်းဆုံးကလေတာမန်ပုံပုံကြီးဖောက်ဘူးလောင်းတော်တွေကြီးပဲ ရှင်မကတ္တဗရှင်နုရုဒ္ဓရှင်မဂလန်ရှင်သာရိပုတ္တရာပေါ့နော်ဆရာပါရမီရင့်တဲ့ဘုရားရဲ့တမိတာဝကကြီးဖြစ်မဲ့ပုံကိုယ်တွေလဲထိစ္ဆံဘွားရောက်ရတယ်သူတို့နေပဲသူတို့တွေရဲ့အတိကပြင်းမာပြီးတော့မှဥပုံပြီးလောက်ဆောင်ထိုင်နေပုံနော်ဆရာဥပုံဆောင်နေဆိုတာကအခုလိုရည်ရွယ်ချက်တစ်ခုခုနဲ့ဆောင်ကြတာဖြစ်တယ်ဆရာဒီဥပုံတဲ့ရဲ့စကားဝိုင်းမှာငါးဥပုံနော်မှတ်တမ်းတင်ထားတာပေါ့ ဒီတခါကျတော့နောက်နောက်ထပ်မတန်းကကျတော့ကုလူတိုင်းကတနင်္စရာကောရာဗျာမင်းကြီးရဲ့ဥယျာဉ်ထဲမှာဒီလိုပဲဥဟုတ်တယ်လေးကိုဆုံမိတယ်ပေါ့နော်အမှလူသားကတူကြံလားလူသားမဟုတ်ဘူးပေါ့လူသားဖြစ်တဲ့တနင်္စရာကောရာဗျာမင်းကသူ့နဲ့တော်ကလည်းဆုံခွာပြီးဥယျာဉ်ထဲမှာတယောက်တည်းလားဥပု္ပ္ပဆာအဲ့ဒီဥယျာဉ်ထဲမှာပဲတရားမင်းရဲ့ဂလုံးမင်းနဲ့ကားမင်းဥပု္ပ္ပလာဆောင်နေပေါ့တရားမင်းရဲ့အဲ့တနင်္စရာကောရာဗျာမင်းရဲ့ဂလုံးရဲ့ငကားရဲ့လေးဥဆောင် ညနေကြဆုံမိတယ်ဗောအတူနဲ့တူမြင်တာနဲ့ chicken နဲ့သက်စိတ်ဖြစ်ပြီးမိတ်ဆွေမြင်လေလို့ဖြစ်လို့စကားသမီးပြောကြတယ်ဗောနော်အဲ့တော့တရားမင်းကစမေးတာဗောသူ့ကိုစားရချင်းတော့တူတူပဲကျုပ်တို့လေးဦးမှာဘယ်သူသီလာကအကောင်းဆုံးမျက်ဆုံးလဲဗောမေးလိုက်တော့တရားမင်းကစပြင်းငါသီလာမျက်ဆုံးဗောဘာလို့တော့ဆိုတော့အာသူ့ကိုမြဲတဲ့အန်ရပေးတဲ့ကလုံးကြီးမြင်သားနဲ့ကလုံးစားမှာကြောက်ရွံ့ခြင်းမရှိဘဲနဲ့တီးခံပြီးဒီသီလာကိုစောင့်နာဗောဒါကြောင့်မျက်ဆုံး တိခံပြီးတော့မှာပေါ့နော်။ကြောက်ရွံ့ခြင်းကင်းပြီးတိခံခြင်းတရားနဲ့ဥပုသ္စာမှာအမျက်ဆုံးရကလောင်းလည်းဝင်ပြောတယ်။နဂါမီယသူတီလာလို့ပြောတယ်။ကျွန်ုပ်ကလည်းကျွန်ုပ်စားဖြစ်တဲ့နဂါမီယတဲ့နဲ့အစာခံပြီးမစားဘဲနေလို့ကျုပ်ကပူမြက်တယ်။ပြောတဲ့ကြားမီယလည်းဟုတ်ပြီ။တောက်တယောက်ကလည်းတီခံမိဆောင်တဲ့တယောက်ကလည်းအစာခံမိဆောင်နေကျုပ်ကတော့တောင်းလိုက်တာနဲ့ပြေးမှာ။အလုံးပြောစရာကောင်းတဲ့အလုံးချုံမောလာပါတယ်နဲ့သမီးနေထပြေးခဲ့ပြီးဥပုလာဆောင်တာ။ကျုပ်စွန်လုံးကပိုကြည့်တယ်။ဒါကြောင့်ကျုပ်တီလာလာမြက်တယ်။ အဲ့တော့ဓနင်းစရာကောရပြမင်းကြီးကလည်းအရှုံးမပေးပဲနဲ့အာကျုပ်လက်မမမိတ်တန်1600ရှိတာဒါ၄ဖယ်ထားခဲ့ပြီကျုပ်ဒီမှာဥပုပ်လာဆောင်ကကျုပ်မြက်တယ်ပေါ့ကိုဒီလာကိုအမိုးတင်ကြတယ်ပေါ့နော်နောက်ဆုံးမှအဲဓနင်းစရာကောရကောရပြမင်းကြီးကအဆုံးပြုတာပေါ့အဲကျုပ်တို့နန်းတော်မှာတော့ပညာရှိမကြီးရှိတယ်အဲ့တော့သူ့ရှိသားပြီးဆုံးဖြတ်ခဲ့မယ်ပေါ့လေဆိုတော့အာလုံးစိတ်တူကိုတူအဲလူဖုတ်တဲ့ပုံကိုရီးယားနဲ့လူရောက်ဆောင်သွားတယ်ပေါ့ ရောက်သွားတော့ဝိဓုရဆိုတဲ့ပညာရှိအမကြီးထံမှာဆုံးဖြတ်ခံတယ်ပေါ့အဆုံးဖြတ်ခံလိုက်တဲ့ခါကျတော့ခန္ဒီဆိုတဲ့သီးခံခြင်းကိုအကြောင်းပြုပြီးတော့စောင့်နာပဲဖြစ်ဖြစ်စာခံပြီးစောင့်နာပဲဖြစ်ဖြစ်ပြောစရာတွေစွန့်ခွာပြီးစောင့်နာပဲဖြစ်ဖြစ်ဒီရင်ချင်းတွေကသူတော်စင်ကြီးရဲ့တကယ့်ရည်ချင်းနေဒါကြောင့်အလုံးရဲ့တီလာကသူ့ဟာနဲ့သူမျက်တောင်ဖြစ်လို့တကယ့်ကိလေသာကြီးအောင်ကျင့်ကြတဲ့အခြေအနေလည်းဖြစ်လို့အလုံး အတူတူပါပဲတဲ့ဒီလိုဆုံးဖြတ်ပေးလိုက်တော့သူတို့လေးဦးလုံးချင်းနဲ့သွားတယ်ပေါ့နော်အဲ့တော့ချင်းနဲ့သွားတော့ညံပူဇော်ကအနေနဲ့အဲဒကြမင်းကြီးကလည်းနတ်ပစိုးကြီးအဲကလောင်မင်းကြီးကလည်းရွှေနေပြီးတဲ့ဇာဝင်းကြီးပေါ့ငါးမင်းကြီးကလည်းပရမရရဲ့နာအတိအပြီးပြီးတော့ကောရဗျာမင်းကြီးကကြတော့လူသောနမတရားအဲသူ့အပိုင်းစားရွာတရားခိုင်းဖို့ကြေကျွနေရတယ်လို့ဆုလက်တည်ပြီးတယ်ပေါ့နော်ဒါဥပုပ်တဲတို့ရဲ့ဇာဝင်းဖြစ်ပါတယ်ပေါ့ဆိုတော့ တရားချစ်ခင်သူတော်စင်ပြိတ္တပေါင်းလုံးကလည်းဒီလိုဥပုပ်ဒီလောင်စောင့်နေကြတဲ့ပုံကိုယ်တွေကကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ကောင်းမြတ်တဲ့အနေအထားတွေနဲ့မိမိတို့တန်တန်မှာကောင်းမြတ်တဲ့အရေးချင်းတွေရှိလာအောင်ကိုစီကိုစီဆွလွန်နေနာခံမှုတွေနဲ့ဥပုပ်ဒီလောင်စောင့်နေကြတာဖြစ်တယ်။မြင့်မြတ်တဲ့အခြေအနေနဲ့နေထိုင်ပြီးဥပုပ်ဆောင်နေခြင်းဟာသူတော်စင်ရဲ့လေ့လာတွေဖြစ်တဲ့အတွက်ကြောင့်ရည်ရွယ်ချက်မှန်မှန်ကန်ကန်နဲ့မြင့်မြတ်လို့ထိမ့်သိမ်းဆောက်ရှောက်တဲ့ဥပုပ်ဒီလောင်ဟာ မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့သာသနာတော်နဲ့ကြုံတွေ့ခတ်သာသနာရေးဥပုဖြစ်လို့သာသနာပမှာဆောင်တဲ့ဥပုသီလတဲ့မြတ်တယ်ပေါ့ဒီနေ့တို့တွေဆောင်တဲ့ဥပုသီလအမြတ်ဆုံး၈ပါးသီလဥပုသီလဖြစ်တယ်လို့ကိုစီကိုစီဆောင်လျှောက်တဲ့သီလရဲ့တန်ဖိုးရှိမှုကိုယုံယုံကြည်ကြည်လေးလေးစားစားတန်ဖိုးထားပြီးဥပုတရားဖြစ်ပေါ်အောင်ကြင်ကြံကြိုးကုပ်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းတာတူ တာဒုတာဒုတပ်ပါအိစာမင်္ဂလာကိုရွှဲကားတတိုင်းရပါစေ။နောက်ထပ်လည်းဆရာတော်ကြီးရဲ့တရားတော်များကိုကောက်ထုတ်ပူဇော်ပါအောင်မယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွတ်တူတာပါ။